မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိန်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းစစ်ဌာနအထူးချိန်မုံကြီးတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းစစ်ဌာနအထူးချိန်မုံကြီးတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီဖြစ်ကြောင်းနဲ့စုဖွဲ့ပြင်ဆင်လေ့ကျင့်မှုတွေကိုဇက်တိုင်းလှုပ်ဆောင်နေကြကြောင်းဖွဲ့မှတင်ရဝင်သတင်းထုတ်ပြန်ထားပါတယ်အထူးချိန်မုံကြီးတပ်ဖွဲ့ရဲ့အကြမ်းဖက်ဆင်အာနာရှင်တိုက်ထုတ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေနဲ့စစ်စင်ရေးတွေကိုပြင်မှတ်ထားပြီးတိုက်ထုတ်သွားမယ်အထူးတပ်ဖွဲ့ဖြစ်ကြောင်းဆိုထားပါတယ်ဒါကြောင့်ရန်ကုန်ရှိမိဘပြည်သူများအထူးသတင်းပြုနေထိုင်ကြဖို့အထူးတပ်ဖွဲ့က စ်တိုင်ရခန့်ကြောင်းမကြာမီရန်ကုန်အထူးစစ်စင်ရင်ပြင်တပ်ဖွဲ့ဝင်အများပြားနဲ့စစ်စင်ကြီးတွေပေါ်ဆောင်သွားမှာဖြစ်ကြောင်းတည်ရဝင်းစစ်မိန်ကြီးညာထားတာတွေ့ရပါတယ်။နောက်ထပ်တပ်ဖွဲ့အနေနဲ့မဟာမြတ်မှုနီဖျားတိုင်ရကမျက်နှာဖော်တက်ရှိထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အတ ିକ လက်နက်ပွဲစားဒေါက်တာနိုင်ထွန်းအောင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုသိုလ်ဌာနမမြောက်တဲ့ဘာသာရင်းကုရုံလုံးမှုတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့အတ ିକ လက်နက်ပွဲစားတအုပ်ဖြစ်တဲ့ဒေါက်တာနိုင်ထွန်းအောင်ကသကိုင်းငလင်ကြောင့်ပြက်စီးသွားတဲ့မန္တလေးမဟာမြို့နီဖျားကြီးစိန်ပူးတော့အသစ်ပြုတ်လို့ရန်လို့ဆိုပြီး ီးရွှေသားသုံးပိတ်သားနဲ့ကြက်သိန်းပေါင်း2600ကိုလူလန်းလိုက်ပါတယ်။ဒေါက်တာနတ်ထောင်အောင်နဲ့ဒေါက်တာဝင်ဝင်ရင်ကွန်ခွန်ရမီသားစုကမန္တလေးမြို့မဟာမုနိဘုရားကြီးစင်ဘူးတော်အစ်ပြုလုပ်ဖို့အတွက်ရွှေသားသုံးပိတ်သားအရှိန်ဆောင်နှန်းခါပြကျက်တန်နဲ့ကျောင်းဆောင်ကြီးတိုင်း6တိုင်းတိဆောက်ပြုပြင်ဖို့အတွက်ကျက်သိန်း2600ကိုစွန်လာ9ရက်နေ့မှာရည်စက်ချလူရမ်းမယ်လို့မဟာမုနိဘုရားကြီးကောပကဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ ဒေါက်တာနိုင်ထွန်းအောင်ကစစ်ကောင်စီထံကိုလက်နက်များတင်ပို့ရောင်းချနေတဲ့ IGG ကုမ္ပဏီအုပ်စုရဲ့ပိုင်ရှင်ဖြစ်ပြီးစင်ကာပူနိုင်ငံမှာအနီများပြီးအာဏာသိမ်းစစ်ကောင်ဆောင်နဲ့အလွန်ရင်းနှီးတယ်လို့စီးပွားရေးလုပ်ငန်းရှင်တအုပ်ကပြောပါတယ်။ IGG ကုမ္ပဏီအုပ်စုမှာမြန်မာ New Air Training ကုမ္ပဏီအပါအဝင်ပြည်ရင်းနဲ့စင်ကာပူဟောင်ကောင်ထိုင်းပါဝင်နိုင်ငံတကာမှကုမ္ပဏီပေါင်း40ခန့်တည်ထောင်လုပ်ကိုင်နေတဲ့လုပ်ငန်းစုဖြစ်ပါတယ်။ဒါကြောင့်ဒေါက်တာနိုင်ထွန်းအောင်ကလူမြင်ကွင်းရှိကိုအထွက်နေတော်လဲစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ရမှလွန်စွာအကျိုးမြတ်ရပြီးချမ်းသာနေတဲ့ခရိုနီတအုပ် ဖြစ်ပါတယ်။စကောင်စီကလက်နက်တွေထပ်ဝဲဖို့ရှိနေတဲ့ဒေါက်တာနိုင်ထွန်းအောင်ကအချိန်ကိုင်းလှုပ်ရှားတဲ့သဘောပါ။သူ့လောက်ကတွေထပ်ရသွားမှာလို့ထပ်ပါလုပ်ငန်းရှင်ကပြောပါရယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံကဂျာကိဖြန့်ပြီးပါကစ္စတန်နိုင်ငံမှာတဆင့်လက်နက်ပစ္စည်းများဝယ်ယူရမှာဒေါက်တာနိုင်ထွန်းအောင်ကအဓိကချိတ်ဆက်ပေးခဲ့ကြောင်းတရုတ်ဆိုရကပါကစ္စတန်နိုင်ငံမှာတဆင့်စစ်ကောင်စီထံလက်နက်ပစ္စည်းများလျှို့ဝှက်ထောက်ပံ့ပေးနေကြောင်းအိန္ဒိယနိုင်ငံအခြေဆိုင် ANI သတင်းဌာနက2022မလ23ရက်နေ့မှာဖော်ပြခဲ့ပါရယ်။ ဒေါက်တာနိုင်ထွန်းအောင်ကမြမစစ်လက်နက်ကုံသွင်းရေးမှာအဓိကပုဂ္ဂိုလ်ဖြစ်ပြီးအထူးသဖြင့်တရုတ်နိုင်ငံမှာစစ်လက်နက်ပစ္စည်းပေးသွင်းသူတွေနဲ့စစ်ကောင်စီကိုအဓိကဆက်သွယ်ပေးနေသူဖြစ်ကြောင်း Justice for Myanmar ကလည်းဖော်ထုတ်ထားပါတယ် GFN ကစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုများတရားမဝင်အကျိုးစီးပွားများလက်နက်အရောင်းဝယ်ကိစ္စတွေကိုဖော်ထုတ်ပြီးနေပါတယ်ဒေါက်တာနိုင်ထွန်းအောင်ကအာနာလူအုပ်စုအတွက်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိနေစစ်လက်နက်ပစ္စည်းများတိုက်လေရင်အစိပ်ပိုင်းများနဲ့ဤပညာများအစင်မြင့်တင်ဝယ်ယူပေးခြင်းဖြင့်ချမ်းသာကျွေးဝါလာခဲ့သူဖြစ်ပြီးလူချင်းဝတ်တွေကိုဖောက်ပြက်ပြီးချမ်းသာ ာကျွေးဝါမှုနဲ့စိန်ခံပွားတွေကိုရရှိထားသူဖြစ်ပါတယ်လို့ Justice for Myanmar က2023စက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ကြေညာဖော်ပြခဲ့ပါတယ်။ဒေါက်တာ92အောင်ပိုင်ဆိုင်နဲ့ IGG ကုမ္ပဏီကွန်ရက်တဲကကုမ္ပဏီ၅ခုကစင်ကာပူနိုင်ငံမှာမပုံတင်ထားဆဲဖြစ်ပြီးစင်ကာပူအစိုးရအနေနဲ့သူတို့ပိုင်နယ်ထဲက ိုင်ထုံးအောင်ကတရားမဝင်မြန်မာစစ်အုပ်စုပေါ်ပံပိုးကူညီနေတာကိုဘယ်အချိန်ထိခွင့်ပြုပေးနေမှာလဲလို့မေကွန်းထုတ်လာခဲ့ပါတယ်။၎င်းကရှင်ခင်းကစင်ကာပူမှာနေထိုင်တော်လဲနောက်ပိုင်းမှာ UAE နိုင်ငံဒူဘိုင်းမှာလည်းနေထိုင်နေလို့သိရပါတယ်။တားပြင်၎င်းက Caribbean June မှာနိုင်ငံကုလက်မှတ်ကိုပါကင်ဆောင်ထားကြောင်းသိရပါတယ်။ ဒေါက်တာနိုင်ထွန်းအောင်နဲ့၎င်းရဲ့ကုမ္ပဏီ International Gateways Group ကိုအမေရိကန်ကနေဒါပြည်ထောင်စုရနဲ့ဥရောပသမဂ္ဂတို့က2020နှစ်ခုနှစ်ကစပြီးတန်ခတ်အရေးယူပိတ်ဆို့ခဲ့ပါတယ်။ဒါပေမဲ့၎င်းကတရုတ်စိုးရနဲ့ချိတ်ဆက်ပြီးစစ်ကောင်စီအတွက်အဓိကလက်နက်ပွဲစားဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ်တွေကဆိုပါတယ်။မလ20ရက်နေ့ကစကိုင်းနဲ့မန္တလေးမြို့ကိုဗဟိုပြုလောက်ခတ်ခဲ့တဲ့ Rister Sake 9.9အဆင့်အင်အားပြင်းကလေးကြောင့်မန္တလေးမြို့မှာမဟာမုဏိဘုရားကြီးနဲ့အကြောင်းအဆောင်90ရာခိုင်နှုန်းပျက်စီးသွားကြောင်းကောဘက ဖွဲ့မှထုတ်ပြောပြီးအလူခံခဲ့ပါတယ်။အီယာရီဘန်ပိုင်ရှင်ဦးစောစောကလည်းကျောင်းတော်ကြီးပြည့်စည်မှုကုန်ကျစရိတ်အားလုံးလှူဒန်းမယ်လို့မဟာမုဏိကောပကဖွဲ့အတွင်းရင်မှုဦးတန်းဦးကသတင်းမီဒီယာချုပ်ကိုအသိပေးထားပါတယ်။ဒေါက်တာနိုင်ထွန်းအောင်ယခုလှူတဲ့ရွှေသားသုံးပိတ်သားနဲ့ကြက်သိန်းပေါင်း2600ကိုစစ်ကောင်စီရဲ့မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်ပြီးလက်ခံရယူသွားခဲ့ပါတယ်။အဆိုပါလူနဲ့ပတ်သက်ပြီးပြည်သူတောင်းကတော့မဟာမုဏိဖရားကတော့နိုင်ထွန်းအောင်ရဲ့အကုသို့ကိုကဲတင်နိုင်လိမ့်မယ်မထင်ဘူးလို့မှတ်ချက်ပြုပါတယ်။ငလင်းလောက်ခတ်ခဲ့တဲ့မလ28ရက်နေ့နောက် ောက်ပိုင်းစစ်ကောင်စီကရှန်ကုန်းနဲ့နေပြည်တော်ကလွဲပြီးကြံပြည်နယ်နဲ့တိုင်းပြည်မှာလေကြောင်းတိုက်ခိုက်မှုအကျဉ်း900ကျော်ပြုလုပ်ခဲ့ပါတယ်။ကလင်းငင်များပါဝင်အရက်သားပြည်သူ900နီးပါးတည်ဆောင်ပြီး800ကျော်ဒဏ်ရာရခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း2025ခုနှစ်မေလ31ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း 2841ခုရှိပြီးတည်ဆောင်းသူစုစုပေါင်း3152ခုရှိရလို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အပြင်းမဲ့လူတွေရဲ့အသက်တွေတတ်ထားတဲ့အကူတော်ကိုကုသိုလ်နဲ့ဘေးရင်လုံလို့ရတရားလုံလို့လုပ်ပြီးကဘာလုံးလို့မြင်ရဖို့အခုသူတို့အခုလုံနေရတာအခုတို့ကံတွေအကျိုးပေးချိန်မကြသေးလို့သူတို့တပ်ဖြတ်မှုတွေကအချိန်ကျလာမှလေးလို့ထေကြီးဝါကြီးဆရာတော်တပါးကမိန့်ကြားထားပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကိုအရက်သားပြည်သူတင်ဆောင်မှုတွေမှာဒေါက်တာနိုင်ထွန်းအောင်နဲ့မိသားစုဟာစစ်ကောင်စီနဲ့အတူအဓိကတရားခံတအုပ်ဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။မတရားတဲ့ဘက်မှာရက်ပြီးလူတွေအများကြီးကိုတတ်ပြီးမှဗာပဲလူလူဖဲကိုလူလူဘာကြောင့်လူလူဝတ်ကမကြည့်ပါဘူးလို့စစ်အာဏာရှင်တော်လိုင်းအင်းမှာပါဝင်နေတဲ့တန်ကားတော်တစ်ပါးကမိန့်ကြားပါတယ်။ နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကနောင်ချိုတိမ်ပင်လယ်မှာဖြူဟအစဉ်လက်နက်ကြီးစကန်အခြေဆိုင်ကတောင်ခမ်းဘက်မှလည်းမြို့အတွင်းဝင်နိုင်ဖို့ကြိုးပမ်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်မြို့သားလူမျိုးရေးတပ်မတော် TNL တပ်များထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီကစစ်ရေးနည်းနဲ့ပြန်လည်ရယူဖို့ကြိုးစားပြီးလက်နက်ကြီးစကန်တွေပါအခြေပြုလာကြောင်းသိရပါတယ်။အခုစွန်လပထမပတ်အတွင်းစစ်ကောင်စီကနောင်ချိုမြို့ပေါ်ရပ်ကွက်တွေအထိလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်လာပြီးနောင်ချိုကြီးတိမ်ပင်လယ်မှာဖြူဟအစဉ်လက်နက်ကြီးစကန်အခြေဆိုင်ထားကြောင်းစစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ စစ်ကောင်စီတွေတင်ယူထားတဲ့နေရာချို့ကို TNL တပ်တွေပြန်သိမ်းထားတဲ့ကန်စည်းကိုလည်းပြန်ရပြီလို့စီရေးတရင်အရင်မြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်တွေကလက်တလောထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ကန်ကြီးဘက်မှမြို့အတွင်းဝင်ရောက်နိုင်ဖို့လက်နက်ကြီးစကန်တွေကိုကြိုတင်အခြေစိုက်ထားခြင်းဖြစ်ပြီးတောင်ခမ်းဘက်မှနေပြီးလဲတံပြန်ထိုးစစ်စင်လာကမြို့အတွင်းပိုင်းထိဝင်ရောက်နေရယူဖို့စူးစမ်းနေကြောင်းသိရပါတယ် နောက်ထပ်မြို့ကန်များစုကလက်ရှိမှာစစ်ပေးရှောင်နေရပြီးယာယီဘိုးကဒဲရီနဲ့ဖြစ်တလို့နေထိုင်နေကြပြီးတချို့ဒေသကန်တွေကအစင်သင်းစစ်ရှောင်နိုင်ဖို့ကားပေါ်မှာပစ္စည်းတွေတင်ပြီးပြင်ဆင်ထားကြောင်းသိရပါတယ်စစ်ကောင်စီက TNL နဲ့တိုက်ပွဲများမှာအစိမ့်ဝေပုံများအလွန်အကျွံသုံးလာပြီး TNL တပ်ဖွဲ့ဝင်များမူးဝေအော့အံမှုတွေရှိကြောင်းသိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းစွန်လ9ရက်နေ့ကတောင်ခမ်းဘက်မှလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ TNL ပူးပေါင်းတပ်များကန်ကြီးရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်များပြန်လည်နောက်ဆုတ်သွားကြောင်းသိရပါတယ် လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမြေပြင်ထိုးစစ်အပြင်လေကြောင်းပစ်ကူနဲ့ drone ဘုံအစိမ့်ဝင်ဘုံများအပြင်အထံသုံးဆွဲတိုက်ခိုက်နေပြီးနောင်ချိုတိမ်ပင်လယ်နဲ့ရွှေမုံတော်ဘက်မှာအင်အားစုဖွဲ့နေကြောင်းသိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့ကြောက်ဖြူရဲတိုက်ရင်30နဲ့ဤတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းမှဘုံကျဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကုန်းချွင်တိုက်နယ်အတွင်ရှိအမှတ်30နဲ့လုံချုံရင်ရဲတပ်ဖွဲ့ရဲတပ်ရင်30နဲ့အနီးမှာစစ်ကောင်စီနဲ့အာရခတပ်တော်အေတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါဗျ။စစ်ကောင်စီကဇွန်လ9ရက်နေ့မှာကြောက် ြူရဲတပ်ရင်ဝန်ကျင်ကိုလေကြောင်းမှပုံလေးချိန်လာရောက်ကျင်းချခဲ့ကြောင်းသိရပါတယ်။ရဲတပ်ရင်32ကကာကင်းတွေနားမှာတိုက်ပွဲရှိနေတဲ့စစ်တပ်ကဒရုန်းရောလေယာဉ်မှသုံးပြီးပုံလာခြင်းတယ်လို့ရခိုင်စစ်ရေးတရင်အရှင်မြစ်ကဆိုပါတယ်။စစ်ကောင်စီကအပြစ်ရစဲကြောင်းထုတ်ပြန်ပြီးရင်နောက်ကြောင်းပြူမျိုးနဲ့အတွင်ရွှေ OGD စက်ရုံနီးကတ်တပြေကျေးရွာနီးဒညရီရီတက်စကန်ပင်လယ်ပြင်မှာကင်းလက်နေတဲ့စစ်သင်္ဘောတို့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်စစ်ဆင်လာကြောင်းသိရပါတယ်။ဒါအပြင်စစ်တပ်လေဒီနဲ့ဒရုန်းများမှနေပြီးလည်းနေစဉ်ပစ်ခတ်မှုတွေပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ AA ကတော့အပြင်းရစဲကြောင့်ထုတ်ပြန်ပြီးရဲ့နောက်ထိုးစစ်ကိုရပ်တန့်ထားပြီးစစ်ကောင်စီကတော့ကာကင်းစခန်းများမှထွက်ပြီးထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်းသိရပါတယ်။ AA နေနဲ့ထိုးစစ်ကိုရပ်တန့်ထားတော့လဲတင်ပိုက်ထားတဲ့နေရာတွေမှာဆုတ်ခွာပေးခြင်းမရှိဘဲခုခံစစ်ကိုအတံပြုပြီးနေမြေကျော်လာတဲ့စစ်ကောင်စီတပ်ကိုပြက်ခတ်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။စစ်ကောင်စီနဲ့ AA တို့အပြစ်ခတ်ရစဲကြောင့်အခုစွန်လကုန်တီတပ်တန်းတို့ထုတ်ပြန်ထားပြီးရဲ့နောက်နှစ်ရက်ခန့်သာစီးရင်ရပ်တန့်ခဲ့ပြီးပြီးခဲ့တဲ့စွန်လ3ရက်နေ့ကစတင်ကတိုက်ပွဲများပြန်လည်ပြင်းထန်လာတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်။ 行。